ကာသလစ်ခရစ်ယာန်သာသနာရဲ့နေရာ66ပါမြောက်ပိုယိုဟမ်မင်ဂျီဖရန်ချက်ကအေဗီလာ၂၀ဒီယန်နီကဗာတီကန်မှာကွယ်လွန်သွားခဲ့ပါတယ်။ပိုယိုဟမ်မင်ဂျီတပါသနတော်မူတဲ့အခါမှာဂျာဇုန်နဲ့ချီပြီးထင်းထင်းသာတဲ့ထုံနှန်းဆန်လာအစစ်အကြံကိုလှုပ်ဆောင်ရပါတယ်။ခုတစ်ခါမှာတော့ပိုယိုဟမ်မင်ဂျီတပါကိုမလို့ကျွေးချယ်ကြသလဲ။ပိုယိုဟမ်မင်ဂျီရွေးချယ်တဲ့လုပ်ငန်းစီအစအဆုံးကိုအသေးစိတ်ပြောပြပေးမှာဖြစ်ပါတယ်။ပိုယိုဟမ်မင်ဂျီတပါကွယ်လွန်ခြင်း ဒါမှမဟုတ်ဂျာရုကလည်းနှုတ်ထွက်ခြင်းဖြစ်ပေါ်လာတဲ့အခါမှာစေဗဂန်ဒီလို့ခေါ်တဲ့ယာရုလက်လက်မှုကာလတစ်ခု စတင်ပါတယ်။အဲဒီအချိန်မှာကာဒီနယ်ကောလက်ကဘုရားကျောင်းကိုယာယီအုပ်ချုပ်ပြီးပိုရဟန်မင်းအသစ်ရွေးချယ်ပွဲကိုစီစဉ်ဆောင်ရွက်ပါတယ်။ပိုရဟန်မင်းကွယ်လွန်ခြင်းဒါမှမဟုတ်အလွန်ရှားပါးတဲ့အခြေအနေတစ်ခုအရာဂျာရုကလည်းနှုတ်ထွက်ခြင်းဖြစ်ပေါ်လာတဲ့အခါမှာစေဗဂန်ဒီလို့ခေါ်တဲ့ပိုရဟန်မင်းမရှိတဲ့ကာလတစ်ခုစတင်ပါတယ်။အဲဒီကာလမှာကာဒီနယ်ကောလက်က ရားကြောင်းကိုယာယီအုပ်ချုပ်ဖို့တာဝန်ယူရပါမယ်။ဥပမာအဖြစ်နေ့စဉ်အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်တွေကိုစောင့်ရွက်တာမျိုးဖြစ်ပါတယ်။ဝရဟမ်းမီရဲ့ဒစိမ့်နဲ့လက်စကိုဖျက်ဆီးဖြစ်ပါတယ်။ဒါဟာသူ့ရဲ့အုပ်ချုပ်မှုကာလဤဆုံးသွားပြီဆိုတဲ့လက္ခဏာတည်းဖြစ်ပါတယ်။အဲဒီနောက်မှာကာဒီနယ်တွေကစုဝေးကြပါတယ်။ဝရဟမ်းမီကွန်တွန်ကျောင်းကမ္ဘာမကုတ်ဂျာရုကနေနှုတ်ထွက်ကျောင်းတရားဝင်ကြေညာပြီးတဲ့နောက်မှာကမ္ဘာအရရကအသက်80မကျော်သေးတဲ့ကာဒီနယ်တွေက ရွေးချယ်ပွဲအတွက်ဂျောမာမျိုးကိုစတင်ပြီးရောက်ရှိလာကြပါတယ်။ကာဒီနယ်ရဲ့စုဝေးဖို့25ရက်ကနေရက်20အထိအချိန်ပေးထားပါတယ်။ဒါပေမဲ့အကြောင်းပြချက်ခိုင်းလို့ရင်အဲ့ဒီရက်ကိုတိုးမြင့်နိုင်ပါတယ်။ရောက်ရှိလာတဲ့ကာဒီနယ်တွေကစိတ်မသာအိမ်မှာဒဲခိုကြပါတယ်။အဲ့ဒီနောက်မှာပြင်ဆင်မှုနဲ့စုတောင်းခြင်းတွေကိုလည်းစတင်ဆောင်ရွက်ကြပါတယ်။ရွေးချယ်ပွဲမစတင်ခင်မှာကာဒီနယ်တွေကသူတို့ရဲ့တာဝန်အကြောင်းတန်ရှင်းသောဝိညာဉ်တော်ရဲ့လမ်းညွှန်မှုခံယူဖို့အကြောင်း ်ဆွေးနွေးကြပါတယ်။အဲဒီနောက်မှာပုံရဟမ်းမင်းအစ်စ်ရွေးချယ်ပွဲအောင်မြင်ဖို့အတွက်ဝိပုစုတောင်းပွဲတွေကျင်းပကြပါတယ်။ရွေးချယ်ပွဲစတင်တဲ့နေ့မှာကာဒီနယ်တွေကစိတ်ပြကြဖျားရှိဖို့ကြောင်းအတွက်မှဆူဝေပြီးတန်ကင်တော်ဝိညာဉ်တော်ရဲ့လမ်းညွှန်မှုအတွက်စုတောင်းကြပါတယ်။အဲဒီနောက်မှာသူတို့ကတချင်းတန်နဲ့အတူ Sustain Chapel ကိုဝင်ရောက်ကြပါတယ်။ Sustain Chapel ရဲ့တကားတွေကိုအပြင်ကနေပိတ်လိုက်ပါတယ်။ကာဒီနယ်တွေကပြမကပန်းနဲ့လုံးဝအဆက်အသွယ်မရှိတော့ပါဘူး။ ်ဘရိတ်ရဲ့ဖုန်းတွေအင်တာနက်တွေအသုံးပြုဝင်ဖို့လဲပြိပင်ထားပါတယ်အဲ့ဒီနောက်မှာတော့ mapaging လုပ်ငန်းစဉ်စတင်ပါတယ် mapaging ကိုတစ်နေ့မှာနှစ်ချိန်မနက်တစ်ချိန်ညနေတစ်ချိန်ပြုလုပ်ပါတယ်ကာဒီနယ်တပါးစီကိုမဲဆာပြတွေ့ရစီပေးထားပါတယ်သူတို့ကမြို့ဝက်စွာနဲ့သူတို့ရွေးချင်သူရဲ့ကာဒီနယ်ရဲ့နာမည်ကိုကြေတာကြပါတယ်မဲပေးပြီးရဲ့နောက်မှာတော့မဲဆာရွက်ကိုခောက်ပြီးပကံကြားတစ်ခုပေါ်မှာတင်တာတွတ်တာတစ်ခုလေးကိုဖြတ်လိုက်ပါလေမဲအားလုံးကိုရေထွက်ကြပါလေ ရေတွက်တဲ့ရေတွက်ဟာမဲပေးရဲ့ကာလီနဲ့ရေတွက်နဲ့ကိုက်ညီရပါမယ်။ပုံရံမျိုးတစ်ရွေးချယ်ခံရဖို့အတွက်သုံးပုံနှစ်ပုံအများစုရဲ့ထောက်ခံမှုကိုလိုအပ်ပါတယ်။အဲဒီနောက်မှာတော့မဲရလက်ကိုမိကိုအချက်ပြခြင်းနဲ့ပြုလုပ်ပါတယ်။ပရမအကြီးမဲပေးမှုရဲ့သုံးပုံနှစ်ပုံအများစုကိုမရရှိခဲ့ဘူးဆိုရင်တော့မဲစာရဲ့ဘရီကိုဓာတ်ရုပ်ပစ္စည်းတစ်ခုနဲ့အတူဝေရှုပါတယ်။အဲဒီခါမှာအနောက်ရောက်မိကိုတွေထွက်လာပြီးပုံရံမျိုးတစ်ရွေးချယ်နိုင်သေးဘူးဆိုတာကိုပြသပါတယ်။နောက်ရက်တွေမှာလည်း မဲပေးခြင်းလုပ်ငန်းစဉ်ကိုဆက်လက်လှုပ်ဆောင်ပါတယ်။ဘဲကာဒီနဲ့မဆိုးပုံမှုနှစ်ပုံအများစုရဲ့ထောက်ခံမှုကိုရရှိတဲ့အခါမှာသူကပိုယူဟမ်မင်းတပါအဖြစ်ရွေးချယ်ခံရပါတယ်။ပိုယူဟမ်မင်းသည်ရွေးချယ်ခံရပြီဆိုရင်မဲဆာရက်တွေကိုဒါရုပစ္စည်းတစ်ခုနဲ့အတူရှင်းထုတ်တဲ့အခါမှာတော့အထွေရောင်မိခိုးတွေထွက်လာပြီးကဘာကိုသတင်းကောင်းပေးပါတယ်။အဲဒီနောက်မှာတော့ရွေးချယ်ခံရသူကာဒီနယ်ရဲ့သဘောတူညီချက်ကိုလည်းရယူရပါတယ်။ရွေးချယ်ခံရတဲ့ကာဒီနယ်ကို ပေါ်ကြံမိအဖြစ်တာဝန်ယူဖို့စံနာရှိမရှိဘူးမေးမြန်းပါတယ်။သူကသဘောတူကြောင်းပြောကြခဲ့ရင်သူကယောမမျိုးရဲ့ဘစ်ရှော့စိန့်ရီတာရဲ့ဆက်ခံသူကဘာလုံးဆိုင်ရာဖျားเจ้าရဲ့အကြီးအကဲဖြစ်လာပါတယ်။သူကဘဲအမီကိုခိုင်မဲဆိုတော့ကိုလည်းရွေးချယ်ရပါတယ်။အရင်တော့မှတော့ဂျင်ညာဂျင်းနဲ့ဂျန်သက်စာချင်းဆိုခြင်းကိုဆက်လက်ဆောင်ရွက်ရပါတယ်။ပိုလီဟိုင်းမက်တစ်ကိုစိန့်ပီတာဖျားเจ้าရဲ့လာတာဆောင်ကနေကဘာကိုဟာဘီမုစ်ပါပန်ငါတို့မှာပိုလီဟိုင်းမက်တစ်ပါ ရရှိပြီဆိုတဲ့ကြော်ကြားတဲ့ဇာတ်ကားနဲ့ကာဒီနယ်အကြီးအကဲကကြေညာပါတယ်။ဝီလျံဟမ်မက်တက်ဟာလူအများရှိမှာပထမဆုံးအချိန်ပေါ်ထွက်လာပြီးကောင်းချီးပေးပါတယ်။နောက်ပိုင်းမှာပိုလီဟမ်မက်တက်ဟာတရားဝင်ဂျာရုတက်ရောက်တဲ့ဝိပုစုတောင်းပွဲကိုကျင်းပပါတယ်။ဒါကတော့ပိုလီဟမ်မက်တက်တပောက်ကိုရွေးချယ်တဲ့လုပ်ငန်းစဉ်ရဲ့အသေးစိတ်အဆင်ဆင်ဖြစ်ပါတယ်။အဲဒီလုပ်ငန်းစဉ်ဟာဂျာစုနှစ်ပေါင်းများစွာကတည်းကဆက်လက်ကျင့်သုံးလာခဲ့ပြီးမြင့်မြတ်ကလေးနှစ်တဲ့ထုံးနှက်အဆင်တော်တစ်ခုပဲဖြစ်ပါတယ်ခင်ဗျာ။